တရားကောင်မန်စီရဲ့ကစားပွဲကိုချီးမြှင့်ဘောလုံးဖန်တွေခုလိုပြောနေကြပြီပရိသတ်များလုံးပဲမိမာများအင်ဝါအကနေပြန်လဲကြိုလိုက်ပါရင်ဒီအပိုင်းဘောလုံးပရိသတ်တွေကြားမှာလူပြောများနေတဲ့ကိစ္စကမက်ဆီရဲ့တာဂျီအော်ရက်တာတရားကောင်မန်စီအကြောင်းပဲဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတူဖြစ်တဲ့လီယိုနယ်မက်ဆီကချန်ပီယံလိဖလားကမ္ဘာဖလားဘောလုံးဒီယောစုအပါအဝင်အဓိကဆုပလား46လုံးနေရရှိပြီးတဲ့နောက်ကစားမဘွားနေဝင်ချိန်ကိုနီးကပ်လာပြီး သူရအသက်ဝက်ကလည်းလက်ရှိချိန်မှာ38နှစ်ကိုရောက်ရှိနေပြီဖြစ်တာကြောင့်မကြာခင်ရပိုင်းအတွင်းကျွန်တော်တို့အနေနဲ့ရခင်းစိမ့်နေပေါ်မှာမက်ဆီကိုထပ်ပြီးတော့မြင်တွေ့ခွင့်ရဖို့ဆိုတဲ့အခွင့်အရေးကနေပါလာပြီ။ဒါဘောလုံးပရိသတ်တိုင်းတော့တော့ဝမ်းနည်းစရာအနေအထားတစ်ခုလိုပဲပြောရမှာ။ကျွန်တော်တို့အနေနဲ့ဒီမက်ဆီရိုနယ်ဒိုရဲ့အားပေးမှုကိုနှိပေါင်းများစွာစောင့်ကြည့်ကြရတယ်။မက်ဆီလိုမျိုးတခြားချူကလာတဲ့သူလိုတောင်တင်စားရတဲ့ကစားသမားတယောက်ရဲ့နှပ်ပညံ့ညောတဲ့ကစားဟန်တွေကိုနှိပေါင်းများစွာခန်းစားခွင့်ရတယ်။ဒါပေမဲ့မကြာခင်ရပိုင်းအတွင်းမှာတော့အဲ့ဒီလိုမျိုးခန်းစားချက်မျိုးကိုရရှိမှာမဟုတ်တော့ဘူး။ဒါပေမဲ့လည်းလာမိုင်းရမဲတို့အန်ပါပေတို့ ာလန်တို့ရဲ့အားပြိုင်မှုကိုမြင်တွေ့ရမှာကလည်းခန်းစားချက်တမျိုးတော့ပြီးတယ်။နောက်ပြီးတော့မကြသေးခင်တုန်းကပဲရန်ဒိုရဲ့သားကြီးအော်ရတာခက်စတီယာရိုလက်တို့ဂျူနီယာကနိုင်ငံအသင်းနဲ့အတူပွဲဥထွက်လာတယ်။ဒါဘောလုံးပွဲမှာသင်္ကန်းတကောသွင်းပြီးတော့နိုင်ငံအသင်းနဲ့ပထမဆုံးစုပလာကိုရရှိသွားခဲ့တယ်။အဲ့တော့ရန်ဒိုရဲ့သားလိုပဲဒီဘက်မှာမက်ဆီရဲ့သားတီယာဂိုမက်ဆီကလည်းသူ့အဖေရဲ့ခြေရာကိုနင်းမဲ့သားဆိုတာမျိုးကိုတတ်သိပြနေပြီ။အလက်ရှိချိန်မှာမက်ဆီရဲ့မိသားစုကအမေရိကန်နိုင်ငံမှာပြောနေတယ်။မက်ဆီကလည်းအင်တာမိုင်မှာကစားမဘွားဖြစ်တဲ့နေတယ်လို့မက်ဆီရဲ့သားကြီးအော်ရတာတီယာဂိုမက်ဆီကလည်း အင်တာမိုင်မီလူငယ်အသင်းမှာကစားမဘွားကိုဖျက်ဆီးနေတယ်။အဲတီယာဂိုမန်စီကတော့လောလောဆယ်အင်တာမိုင်မီရဲ့ U23 အသင်းမှာကစားနေတာ။ဒါ U23 အသင်းမှာကစားနေရဆိုပေမဲ့တီယာဂိုမန်စီရဲ့ဘောလုံးစကိတွေကအသက်ဝင်နေမလိုက်အောင်တော်တော်လေးကိုထူးချွန်နေတာတွေ့ရတယ်။အမေရိကဆိုလို့ရှိရင်တီယာဂိုမန်စီနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်တစ်ခုတက်လာတယ်။အဗီဒီယိုဖိုင်ကတော့အင်တာမိုင်မီရဲ့ U7 ပွဲစဉ်တစ်ပွဲကိုဒါ highlight တစ်ပွဲမျိုးရိုက်ထားတာ။အဲဒီဗီဒီယိုဖိုင်ထဲမှာဒီတီယာဂိုမန်စီရဲ့ ဒီ scale တွေကိုကျွန်တော်တို့မြင်တွေ့ကြရတယ်။နောက်တရားဟိုမက်ဆီအနေနဲ့ဒီမက်ဆီပေါက်စာလေးလို့ဖြစ်နေတယ်။အဲ့တော့မက်ဆီအတိုင်းပဲဘောလုံးလက်ခံတယ်။မက်ဆီလိုပဲဘောလုံးပေးတယ်။အဲ့မက်ဆီနဲ့ပတ်သက်ပြီးကျွန်တော်တို့အများနဲ့သတိထားမိတဲ့ခုကသူကဘောလုံးကိုယူတယ်ပြီးရင်တစ်ချက်ထိန်းတယ်ချင်းချင်းပြန်ပေးတယ်။ဘောလုံးကိုလက်ခံတယ်တစ်ချက်ထိန်းတယ်ချင်းချင်းပြန်ပေးတယ်။အဲ့လိုပုံစံမျိုး one touch လေးနဲ့သူကသွားတာ။အော်တရားဟိုမက်ဆီကလည်းအခု ဒီ Inter Miami ရဲ့လူငယ်အသင်းမှာအဲ့လိုတပုံစံနဲ့ကစားပြနေတာအဲ့တော့ဒီဗီဒီယိုပိုင်းထွက်ပြီးတော့ဒါပရိသတ်တော်များကအဘောင်သွားပြီးထောက်ပြကြလဲဆိုတော့ဒေတီယာဂိုမန်စီကအနာဂတ်မှာရနယ်ဒိုရဲ့အသားဂျူနီယာနဲ့ခေပြိုင်ကစားသမားဖြစ်လာလိမ့်မယ်လို့ဒါသုံးသပ်ပြောဆိုနေကြတယ်အော်မက်ဆီနဲ့ရိုနယ်ဒိုရဲ့အားပြိုင်မှုကိုကျွန်တော်တို့ကမြင်တွေ့ခဲ့ရပြီးပြီအခုအနေထားကလည်းသူတို့မျိုးဆက်တဲ့အားပြိုင်မှုကိုကျွန်တော်အနေနဲ့ဆက်ပြီးတော့မြင်တွေ့ရမယ်ထင်တယ်နောက်တစ်ခုကထူးခြားတစ်ခုကမတရားကိုမက်ဆီကသူ့ဖေမက်ဆီလိုမျိုးဒီတိုက်စစ်လည်းကစားတာမဟုတ်ဘူးကွင်းလည်းတိုက်စစ်ကစားတာလည်းမဟုတ်ဘူးသူကထူးထူးခြားခြားကွင်းလည်းမှာကစားနေတာ ဒီ central midfielder ပုံစံမျိုးကစားနေတာဒါပေမဲ့ central midfielder ဆိုပေမဲ့ तू ကတကွဲလုံးကိုကွက်ပြီးတော့မှီးနေတာအဘောလုံးရှိတဲ့နေရာတိုင်းမှာ तू ရှိနေလို့တော့ပြောလို့ရတယ်ပရိသတ်တွေကလည်းတရားကိုမက်ဆီရဲ့ဒီ highlight video ကိုကြည့်ပြီးတော့ဘာပြောလဲဆိုတော့ပရိသတ်တွေကတရားကိုကစားတာကိုကြည့်ပြီးတော့သူ့အဖေကိုပြန်မြင်နေရတယ်လို့ပဲအနာဂတ်ကျရင်ဒီကောင်လေးကသူ့အဖေရဲ့ခြေရနင်းနိုင်မယ်ဆိုတာယုံကြည်တယ်ဆိုပြီးတော့ပြောသွားတယ်အခြားပရိသတ်တွေကတော့ပြီးခဲ့တဲ့ရက်ပိုင်းကပဲဂျူနီယာရဲ့ခြေစွမ်းကိုကျွန်တော်တို့မြင်တွေ့ခွင့်ရတယ်အခုတရားကိုရဲ့ခြေစွမ်းကိုလည်းမြေတွေ့ခွင့်ရတယ်။အနာဂတ်မှာသူတို့နှစ်ယောက်ရဲ့အားပေမှုကိုမြေတွေ့ချင်ပါသေးတယ်ဆိုပြီးတော့ပြောဆိုသွားတယ်။အဲဘောလုံးပရိသတ်တွေနဲ့ ဒီမက်ဆီနဲ့ရော်နယ်ဒိုတို့တသင်းနဲ့တူတူတွဲကစားတာကိုတော့ဒီတစ်သက်မြင်တွေ့ခွင့်ရမှာမဟုတ်တော့ဘူး။ဒါပေမဲ့အနာဂတ်မှာရော်နယ်ဒိုရဲ့အသားကြီးဂျူနီယာနဲ့မက်ဆီရဲ့အသားကြီးတီယာဂိုတို့တူတူတွဲကစားတာကိုတော့မြင်တွေ့ခွင့်ရကောင်းရလာနိုင်တယ်။